ငလင်တန်းထီအငဲစားနှင့်အလက်စားလုပ်ငန်းများကိုကျပ်သိမ်းတရာအထိထောင်းပတ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP မြန်မာကမန္တလေးတိုင်းနယ်စကိုင်းတိုင်းဒေသကြီးအတွင်းကငလင်ထန်ထိခိုက်ခံစားခဲ့ရတဲ့အငဲစားနယ်အလက်စားလုပ်ငန်းတို့ရဲ့တို့အကြသိန်း40မှ300အထိထောက်ပံ့ပေးရသွားမယ်လို့သိရအောင်ပါတဲ့ ဒီလိုကုလသမဂ္ဂအဖွံ့ဖြိုးမှုအစည်းအဝေးရှိငွေကြေးအထောက်ပံ့ပေးရမယ့်အစည်းအဝေးအတွက်ရှောက်လွှားတွေစတင်ရှောက်ထားနိုင်ပြီလို့သိရပါတယ်။ 2025ခုနှစ်မက်ရှလာငလင်ဖြစ်စဉ်အတွင်းစီးပွားရေးလုပ်ငန်းအများပြားဟာအခက်အခဲတွေကြုံတွေ့ခဲ့ရပြီးလုပ်ငန်းဆောင်ထားတဲ့လက်ပတ်မှုအချို့ကိုရပ်တန့်ခဲ့ကြရတာကြောင့်လုပ်ငန်းတွေပြန်လည်ထူထောင်နိုင်ဖို့နဲ့စီးပွားရေးဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းကိုမြင့်တင်နိုင်ဖို့ရည်ရွယ်ပြီးငလင်ထန်ထိခိုက်ခန်းစားခရထဲမလီတိုင်းနဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကပထမအတော့အငယ်စားနယ်အလက်စားလုပ်ငန်း200အတွက် UNDP ကငွေကြေးထောက်ပံ့မှုတွေ ပြည့်ရပံ့ပိုးသွားမှာဖြစ်ပါထဲ့သမတ်ချက်နဲ့ကိုင်ကြီးတဲ့လုပ်ငန်းတွေရဲ့အနေနဲ့ငွေကြေးထောက်ပံ့မှုရယူဖို့ရှောင်ထားနိုင်မှာဖြစ်ပြီးအထူးဦးစားပေးအနေနဲ့အမျိုးသမီးတွေဦးဆောင်တဲ့သို့မဟုတ်ပိုင်းဆိုင်တဲ့လုပ်ငန်းများအနည်းဆုံး60ရာခိုင်နှုန်းကိုဦးစားပေးထောက်ပံ့မယ်လို့ဆိုပါတယ်။ ရှောက်လွားများနောက်ဆုံးပေးပို့နိုင်မဲ့ရက်ကားထော့2025ခုနှစ်ဒီဇင်ဘာလ5ရက်ဖြစ်ပြီးရှောက်လွားတင်ပို့လင့်တဲ့အချက်လက်တွေကိုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ Facebook Page မှာဝင်ရောက်လေ့လာနိုင်တယ်လို့သိရပါတယ်ရှင်။